ီမနေ့ခင်မှာတင့်ပတ်ဝင်းကျင်ကိုတခြားကြည့်လိုက်ပါတင်ဟာရူးတသားလူတစ်ယောက်လို့ထင်နေပါလိမ့်မယ်ဒါမှန်ဘဝတစ်ခုကိုရှင်းတန်းနေတယ်လို့ယူဆနေပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တင့်ကိုတခြားရှူတောင်းကနေမြင်အောင်ပြောပြချင်ပါတယ်စူပါပါဝါဆိုတဲ့စကလုံးကိုကြားလိုက်တာနဲ့ပြန်တန်းနိုင်တာနိုင်ငံတွေကို ထိုးဖောက်နိုင်တာတွေကိုပဲမြင်နေပါသလားကောင်းပြီ ဒီနေ့မှအဲ့ဒီအတွေးခေါ်အဟောင်းတွေကိုချိုးဖျက်ပြရအောင်စူပါပါဝါဆိုတာရုပ်ရှင်တွေကလို့အပြင်ပန်းစွမ်းအားတွေမဟုတ်ပါဘူးအမှန်တကယ်စူပါပါဝါဆိုတာသင်ရဲ့အတွင်းစိတ်ထဲကနေနက်နက်ရှိုင်းရှိုင်းပုံကွယ်နေတဲ့ထူးခြားတဲ့စွမ်းရည်တတိနဲ့ခန္ဓာရည်အားတွေပဲဖြစ်ပါတယ်လူတိုင်းဟာမွေးရာပါစွမ်းအားတစ်ခုကို ပိုင်ဆိုင်ပြီးသားပါ သင်မသိသေးတာကသင်ရဲ့စွမ်းအားက ဘာလဲဆိုတာကိုရှာဖွေဖို့ပဲလိုအပ်ပါတယ်ကျွန်တော်တို့တူးချင်းစီတိုင်းဟာဒီကဘာကြီးကိုပြောင်းလဲနိုင်တဲ့ထူခြားသောစွမ်းအားတွေကိုပိုင်ဆိုင်ထားသူတွေပဲဖြစ်ပါတယ်တင်အားထူခြားပါတယ်တင့်မှာအခြားဘသူနဲ့မှမတူတဲ့အတွေ့အခေါ်အတွေ့အကြုံစိတ်ခံစားမှုနဲ့စွမ်းရည်တွေရှိပါတယ်ဘသူကမှတင့်လိုမျိုးတိတိကျကျမြင်နိုင် ခံစားနိုင်ပြန်လဲဖန်တီးနိုင်မှာမဟုတ်ပါဘူးဒါဟာတင့်ရဲ့စူပါပါဝါပါပဲအခုကိုကိုကို မေခွန်းထုတ်ကြည့်ရအောင်ငါရဲ့ထူးခြားတဲ့အစွမ်းအစတွေကဘာလဲတင့်ရဲ့အတွင်းစိတ်ကိုနက်နက်ရှိုင်းရှိုင်းတူးဆွကြည့်လိုက်ရအောင်တင့်ရဲ့ပထမဆုံးစူပါပါဝါကတော့ခဏရင်ရှိခြင်းပဲဖြစ်ပါတယ်အတိတ်ကခက်ခဲတဲ့အချိန်တွေကိုပြန်စင်းစားကြည့်ပါတင်ဘလောက်တောင် နာကျင်ခဲ့ရလဲသင်ဘယ်နှကြိမ်တော့ဘဲကြခဲ့ရလဲအရေးကြီးတာကသင်အဲ့ဒီနေရာမှာရက်တက်မသွားပဲပြန်ထရက်နိုင်ခဲ့တာဖြစ်ပါတယ်သင်ဟာဘလို့ဖိအားဘလို့ဝေဖန်မှုမျိုးကိုမစိုးရင်ဆိုင်ပြီး ရှင်တန်နိုင်တဲ့အရေးအချင်းရှိသူပါပဲအဲ့ဒီစွမ်းရည်ကိုသင်ရဲ့စူပါပါဝါအဖြစ် အသုံးပြုလိုက်ပါဒုတိယစူပါပါဝါကတော့စာနာနားလည်နိုင်ခြင်းဖြစ်ပါတယ်ခြားသူတို့ဦးရဲ့ နာကျင်မှုကို ခံစားနိုင်စွမ်းသူတို့ရဲ့ပျော်ရွှင်မှုကို ဝေမျှခံစားနိုင်စွမ်းဟာကြီးမားတဲ့စွမ်းအားတစ်ခုပါဒီစွမ်းအားကိုအသုံးပြုပြီးတင့်ပတ်ဝင်ခြင်းကလူတွေကိုကူညီပါ လောကကြီးကို ပိုပြီးနားလည်မှုရှိတဲ့နေရာတစ်ခုဖြစ်လာအောင်ဖန်တီးလိုက်ပါဒီစွမ်းရည်ကပဲတင့်ကိုခေါင်းဆောင်ကောင်းတငယ်ချင်းကောင်းလူသားကောင်းတယောက်အဖြစ်ဖြစ်စေမှာပါတတိယမြောက်စွမ်းအားကတော့စိတ်ကူးစိတ်တမ်းပဲဖြစ်ပါတယ်တင်ဟာ မမြင်ရသေးတဲ့အနာဂတ်ကိုဖန်တီးနိုင်တဲ့ဆွမ်းအားကိုပိုင်ဆိုင်ထားပါတယ်။သင်ကပကြီးစရာတီထွင်သူဒါမှမဟုတ်ဘိတုကပညာရှင်မဖြစ်ရင်တော့မှပဲ။သင်ရဲ့မနှက်ဖြန်ကိုဒီနေ့မှစိတ်ကူးပုံဖော်နိုင်စွမ်းဟာအလွန်အစွမ်းထက်တဲ့စူပါပါဝါပဲ။သင်ကိုယ်တိုင်ရဲ့အကောင်းဆုံး version ကိုစိတ်ကူးကြည့်လိုက်ပါ။အဲ့ဒီပုံရိပ်အတိုင်းဖြစ်လာအောင်စတင်လှုပ်ဆောင်လိုက်ပါ။ဒီစူပါပါဝါတွေကအိယာထဲမှာလဲလျောင်းနေုံနဲ့အလုံးလုံးမှာမဟုတ်ဘူး။ သူတို့ကို ထုတ်ဖော်ဖို့လိုအပ်တယ်။တင်းရဲ့ဘဝမှာအစဉ်ပြေပါတယ်ဆိုတဲ့စက်ဝိုင်းလေးတွေကနေရဲရဲဝံ့ဝံ့ထွက်လိုက်ကြပါ။အန်ဒီရဲ့ကိုရင်ဆိုင်ဖို့တတိရှိပါ။အမားလုံးမိမာကို မကြောက်ပါနဲ့။ဘာလို့လဲဆိုတော့တင်းရဲ့ခန္ဓာရည်ရှိခြင်းစူပါပါဝါကအဲ့ဒီအမားတွေကနေတင့်ကိုတင်ခန်းစာယူပြီးပုံမုံမြင့်မားတဲ့နေရာကို ရောက်အောင်ပြန်ထူမပေးမှမလို့ပါပဲ။စူပါဟီးရိုးတယောက်ဖြစ်ဖို့ မျက်နှာဖုံးစွတ်เสียရမလို့တင်းရဲ့ဆူပါပါဝါကိုနေ့စဉ်ဘဝမှာ အသုံးပြုပါ အခက်အခဲတွေတွေ့နေရတဲ့မိษွေတယောက်ကိုတင်းရဲ့စာနာမှုနဲ့ကူညီပေးလိုက်ပါ အလုံးမှာအပြေရှာမရတဲ့ပြဿနာကိုထူးခြားတဲ့စိတ်ကူးစိတ်တန်းနဲ့ဖြေရှင်းလိုက်ပါတင်းလှုပ်ဆောင်လိုက်တဲ့တင်းငယ်တဲ့အပြုမူတိုင်းဟာကဘာကြီးအတွက်အကျိုးသက်ရောက်မှုရှိပါတယ်တင်းဟာတာမန်လူတယောက်မဟုတ်ပါဘူးတင်းဟာ အပြောင်းလဲကိုဖန်တီးသူတွေဟုဖြစ်ပါတယ်ဒီနေ့မှာ ်တင့်ကိုတင်တောင်းဆိုကြည့်လိုက်ပါငါမှာစူပါပါဝါရှိတယ်လို့ကိုကိုကို ပြောလိုက်ပါဒီစကလုံးတွေကတင့်ရဲ့ကိုခန္ဓာတစ်ခုလုံးမှာ စွမ်းအင်တွေဖြစ်သွားပါတယ်ခြားသူတွေကတင့်ကိုတန်တရားဝင်ရင်တော့မှတင့်ကိုတိုင်းတင့်ရဲ့စွမ်းဆောင်ရည်ကိုယုံကြည်နေဖို့အရေးကြီးပါတယ်တင်းယုံကြည်မှသာလျှင်တင့်ရဲ့စူပါပါဝါက အမှန်တကယ်စတင်အလုပ်လုပ်မှာဖြစ်ပါတယ်တင့်ရဲ့အတွင်းစိတ်ကမိတောက်ကို ဘယ်တော့မှငြိမ်းသက်ခွင့်မပေးပါနဲ့။သင်ပင်မန်းနှွမ်းနေနေရင်တော့မှစိတ်ပြက်နေရင်တော့မှသင်ရဲ့ super power ကသင်ကိုပြန်လဲထူမှနိုင်နေဆိုတာမြင်သတိရပါ။ဘာကြောင့်လဲဆိုတော့သင်ဟာလက်နက်မဲ့သူမဟုတ်ပါဘူး။အကြီးမားဆုံးသောစွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့လူသားတစ်ယောက်ဖြစ်နေလို့ပါပဲ။ကဲအခုပဲမျက်လုံးကိုဖွင့်လိုက်ပါ။သင်ဟာအဲ့ရတဲ့ကနေရူးရူးလေးထွက်လာတာမဟုတ်ပါဘူး။သင်ဟာသင်ရဲ့နေ့စဉ်တာဝန်ကိုထမ်းဆောင်ဖို့ ထွက်လာတဲ့စူပါဟီးရိုးတယောက်ပဲဖြစ်ပါတယ်။ဒီနေ့ကို စတင်လိုက်ပါ။တင်ပိုင်ဆိုင်နဲ့ထူခြားတဲ့စွမ်းအားတွေကို အသုံးပြုပြီးအရာရာကိုအောင်မြင်စွာထိန်းချုပ်လိုက်ပါ။တင်ဟာထိုက်တန်သူ ဖြစ်ပါတယ်။တင်ဟာအစွမ်းထက်သူဖြစ်ပါတယ်။တင်ရဲ့စူပါပါဝါကို သုံးပြီးဒီနေ့မှအကောင်းဆုံးဘဝကိုဖန်တီးလိုက်ပါ။မနေ့ဖြန်မနေ့မှ ပို့ပြီးအစွမ်းထက်တဲ့စွမ်းရည်တွေနဲ့ထပ်မံတွေ့ဆုံကြမယ်။အောင်မြင်တဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေ။ ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျူးကျေးဇူးတင်ပါတယ် channel လေးကိုလည်း like and subscribe လုပ်ပေးထားပါအောင်เนาะနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်